ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဥဆိုင်တက်အောင်ပါ55နှစ်ပါဆရာကြီးရှမ်းနဲ့တူရနော်ဟာဗမောက်ဗမ်းမောက်ကပခရိုင်အဲဟုတ်ပါပြီတောင်ကူကပါတောင်သူပါဆရာကြီးဟုတ်ပြီစကိုင်းတိုင်းဆရာကြီးခင်ဗျားတဲ့ညဘက်တရေနိုးရင်တဲ့အာဂရင်းနေ6ပြီးနေတာတဲ့နှစ်လားလောက်ရှိပါပြီတဲ့ဟုတ်ပြီအဲ့ရဘေးမှာတဲ့ရေဘူးသားပြီးတောက်နေရပါတယ်တဲ့ ကောင်းတယ်ရေထက်မတော့ရင်နဲ့အိတ်မရပါတဲ့ဟုတ်ပြီကျွန်တော်တဲ့ရင်နှေးကင်းပဲတဲ့ရေနေချမ်းအတော့များလို့လားတဲ့ဒါမှမဟုတ်တဲ့ဝေဒနာတစ်ခုခုဖြစ်နိုင်ပါသလားတဲ့ဆောင်းရန်ရှောင်းရန်လေးတစ်ခုစလုံးကြောင့်ဖြစ်နိုင်တယ်ဝေဒနာအပူအပူလွန်တဲ့ဝေဒနာတွေကြတယ်ဟုတ်ကဲ့ဆရာကြီးကိုယ်ကအပူတွေအောင်းနေတယ်အပူတွေလောင်နေတယ်အပူတွေပိတ်မိနေတယ်စေပညာနာမည်နဲ့ပဲငုံနေတယ်ပေါ့အဲ့ဒီအပူတွေတကယ်တော့ဘယ်ရောက်ဝင်သွားဆိုရင်ကိုစားတဲ့ပါဇက်ပေါက်ကပဲဝင်တာ ကြအပူစားလေးကိုရှောင်ပါရင်နွေးချမ်းလဲရင်နွေးချမ်းလဲပဲဖြစ်နိုင်ရင်မတော့ခွင်းနဲ့အခုခေတ်မှာတော့တိတ်ကောင်းတာပဲအမျိုးသားတွေတည်းဆိုလေစီတပါပဲရေတံဘူးတွေပေါ်လာတာဟုတ်ကဲ့ဆရာကြီးဆရာအိမ်ဆိုရင်သမီးဆရာထိုင်းတဲ့နေရာ၃နေရာကိုကြည့်လိုက်ဟုတ်ကဲ့ဆရာကြီးခုနားထိုင်ခုနားရေတံဘူးတောက်တယ်ဟာဒီမှာထိုင်တဲ့ရေတံဘူးတောက်တယ်ဒီမှာထိုင်တဲ့ရေတံဘူးတောက်တယ်နော်အဲ့လိုပုံမှန်ဆိုလဲရေတံဘူးတင်ထားတယ်မနေ့ကတော့ခြေောင်းနဲ့ ဟိုနဲ့တွန့်မိသွားတော့ဘေးဖိသွားလို့ကောက်တယ်လို့အဲနေရာလေးတွေမှာရည်တံမှုရှိတော့ဘာဖြစ်လဲဆိုတော့လွယ်လွယ်ရှိရတော့ဖြစ်တာပေါ့တမင်ဟုတ်ကဲ့ဆရာအဲ့တော့အဲ့ဒီရေကွာအခုခေတ်မျိုးသားတွေအတွက်ရေကွာစေးတပါပဲရေတောက်တော့ဘာတော့ခက်ခဲလာဆိုတော့စီးကြိမ်များစွာသွားရတယ်ဟုတ်ကဲ့ဆရာအဲ့သွားပြီပါအဲ့ရှိတဲ့အပူတွေကတောက်လိုက်တဲ့ရေနဲ့စီးနဲ့မျောစီးသွားတာ အေးအဲ့ဒီမှာလည်းအကြံပေးကြပါလေစီးသွားတဲ့အခါမှာတော့မတက်ရက်သွားတဲ့အကျင်တော့ပါလို့နောက်စီးကိုအောက်မထားပါနဲ့စီးသွားကျင်သွားပါသွားပြီးရေထက်တော့ပါတနေ့လုံးအတိုင်းတာနဲ့ခုနဆရာကြီးပြောမိတဲ့ထင်တယ်ဘယ်နှဘူးလောက်တော့စီးကျင်လဲရေတံဘူးနဲ့၄ဘူးထက်တော့၄ဘူးတဲ့အမျိုးသားဆို၄ဘူးထက်ပါအမျိုးသား၄ဘူးတဲ့ အမျိုးသမီးဆိုသုံးဘူးပေါ့နော်ဟုတ်ကဲ့ဆရာကြီးဆရာဆိုရင်တော့မြင်တဲ့အတိုင်းပဲ6ဘူးတနေ့ကို5ဘူးတောက်တယ်ဟုတ်ကဲ့ဆရာကြီး6ဘူးရှိရတော့6ဘူးရှိတယ်ဟုတ်ကဲ့ဆရာကြီးဒီစုံ5ဘူးတောက်တယ်တောက်တော့ပေါက်တယ်ပေါက်လူကပေါ့တယ်သမီးရဲ့ဟုတ်ကဲ့ဆရာနေရတာလေဟုတ်ကဲ့ပါဆရာကြီးအခုတော့ဆိုလို့ရှိရင်ဒီရွယ်ဆိုစီချိတ်ရောင်တယ်တို့ဟုတ်ကဲ့ဆရာကြီး impotency ဆိုဖြစ်တယ်တို့ပန်းတိပန်းညွတ်တယ်ဆိုဆရာအဲ့ဒုက္ခတွေဘာမှမရှိသေးဘူးဟုတ်ကဲ့ဆရာကြီးနော်စီချိတ်လည်းထူးမရောက်ဘူး ုတ်ကဲ့ပါဆရာစီးသွားလို့လည်းခက်ခဲမသွားအောင်နော်ဒါကြောင့်မလို့အမျိုးသားတွေအတွက်ကတော့ညဘက်ကြတော့ဆရာစီးသွားလားညဘက်ကြတော့ဟိုနေခင်းမှာတောက်တယ်သွားတယ်တောက်တယ်သွားတော့ဝရိယဆိုင်တာပေါ့ဟုတ်ကဲ့ပါဆရာ6နာရီနောက်ပိုင်းကြတော့ရေကိုမတောက်တော့ဘူးအော်ဟုတ်ကဲ့ဆရာမတောက်ဘူးဆိုလုံးဝမတောက်တာမဟုတ်တော့ခုနလိုကာယကံဆိုအာ6လားဆရာဘာလို့လဲရီလေးငုံထားလိုက်တယ်ငုံထားတာပေါ့ဟုတ်ဟုတ်ငုံထားလိုက်တယ်ဟုတ်ကဲ့ဆရာငုံထားထွေးထုတ်လာရမဟုတ်ဘူးဟာ ဂျိုက်ကလည်းမတော့ချဘူးတောက်ထားရဲ့နေပဲတကယ်ငုံကြီးတကယ်တောက်ထားကြည့်ရင်ဟုတ်ကဲ့ဆရာတော်သူရေးဘေးနာစိတ်ဝင်လာစိတ်စိတ်ဝင်သွားလိုက်ဒါလေးရက်ထားလိုက်ဟုတ်ကဲ့ဆရာသိအရသာရှိကြသမီးဟုတ်ကဲ့ပါဆရာအဲ့အချိန်မှာစိတ်ဝင်သွားတဲ့ရေးရလေခံစားရတာလေဟုတ်ကဲ့ဆရာဒီခံစားကြည့်ရေးပဲကိုရေးပဲသိကြတယ်နော်ချိုးနေတယ်လေးပဲဟုတ်ကဲ့ဆရာရေးတော့တော့အရသာတမျိုးပဲဟုတ်ကဲ့ပါဆရာအဲ့လိုလေကောင်းတယ်ဟုတ်ကဲ့ပါဆရာနော်အဲ့စီးသွားတဲ့အခါမှာတော့ အကြံပေးခြင်းပါတယ်ထထားပြီးတော့တွဲလက်ရှိတဲ့နေရာမသွားတော့ဘဲနဲ့ကိုဖေးမှာအမျိုးသားတွေစီးသွားတဲ့ဘူးတွေဦးတယ်နော်ဟုတ်ကဲ့ပါဆရာအဲ့ဒီဘူးမျိုးလေးကိုအေးရဖေးမှာထားပြီးတော့အမျိုးသားပဲအေးရသွားလို့ရတယ်လေဟုတ်ကဲ့ဆရာအေးရသွားလိုက်ပါမနေ့ကျတော့မှတုံလိုက်ပါဟုတ်ကဲ့ပါဆရာအဲ့ဒါတိတ်အဆင်ပြေတာပဲဟုတ်ကဲ့ပါအေးလည်းမပြည့်ဘူးဟုတ်ကဲ့ပါဆရာလုပ်ငန်းလည်းမပြည့်ဘူးဘေးလူလည်းအနှောက်အယှက်မဖြစ်ဘူးဒါကြောင့်အမျိုးသမီးမှမီးအမျိုးသားမှစီ အမျိုးသမီးကြီးမိရယောဂဂရုဆိုင်ရတယ်လို့အမျိုးသားတွေစီယောဂဂရုဆိုင်ရပါတယ်ဂရုဆိုင်ဆိုတာဗာနေဂရုဆိုင်ဆိုရင်ရေနေဂရုဆိုင်ပါဟုတ်ကဲ့ပါဆရာဒီထဲမှာအပူလေးစောင်းပြီးတော့မြန်မာတိုင်းမြန်မာစေးပညာရဲ့မြန်မာလူမျိုးတွေအနှစ်သာရလေးရှိတယ်တမျိုးသားတွေရင်ကျေးမှုအစ်စ်အစ်စ်အစ်စ်ဆိုတာသိလားမွေ90မှာမွေ90စာမွေ90ဇွန်လေးတက်ကြိုင်တာပကံလေးပြလိုက်ရင်ဟောမွေ90 ကျောင်းနေတော့ဘာထည့်ပေးအရေးလေးထည့်ပေးဟင်းရေးလေးထည့်ပေးဘာလဲအဲ့ဒါအစ်စ်ထည့်တာအစ်စ်အစ်စ်ဟုတ်ကဲ့ဆရာဘယ်ဈေးဆိုင်သွားဝယ်ပဲဘယ်တော့ဖြစ်ဖြစ်မတောင်း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 ဟဲ့အစ်စ်ကလေးတောင်းမေတ္တာနဲ့စေနိုင်မြန်မာလူမျိုးတို့နဲ့မြန်မာယဉ်ကျေးမှုရဲ့ချစ်စရာကောင်းတာမတိမ်ဝအောင်လို့ပြောနေတာနော်အစ်စ်ထည့်ပေးလိုက်တာပဲအခုလဲဆရာလဲပဲအစ်စ်ထည့်ပေးလိုက်ပါလေဟုတ်ကဲ့အမျိုးသားတိုင်းရေတောက်ချင်းအဖြစ် ကျမ်းမာရေးကိုရယူပါလို့အစ်စ်ပေးလိုက်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးဒီနေ့ကိုအနည်းဆုံး၄ဘူးထက်တော့ပါဟုတ်ကဲ့ပါဆရာကြီးနော်တကယ်လို့အလုတ်အကင်နဲ့အခက်ခဲရှိဆို၃ဘူးတော့ကိုအောင်တော့ပါဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစေဗျာ